လူနေမှုအဆင့်အတန်းအရလူဖွဲ့စည်းတမ်းရဲ့အောက်ခြေ20ရာခိုင်နှုန်းဟာဆင်းရဲနေကြတယ်လို့သတ်မှတ်ခံထားရပါတယ်။ဒီလိုပဲထိတ်တန်း20ရာခိုင်နှုန်းကတော့ချမ်းသာတဲ့သူတွေအဖြစ်အရေးချင်းပြည့်မြည်ကြပြီးတော့ကျန်တဲ့သူတွေကတော့လူလက်တန်းစားတွေပါ။ဒါအပြင်အောက်ဆုံး20ရာခိုင်နှုန်းတဲ့ရရှိမဲ့သူတွေကိုသတ်မှတ်ပေးထားတဲ့စီမင်းတွေလည်းရှိပါသေးတယ်။ဆိုတော့ကဒီဗီဒီယိုမှာတော့ဆင်းရဲမှုကိုဖြစ်စေတဲ့အကြောင်းရင်းတွေနဲ့လူတချို့ဆင်းရဲမှုကနေဘာကြောင့်မလွတ်နိုင်ကြတယ်လဲဆိုတာကိုဆွေးနွေးပြသွားမှာဖြစ်ပါသေးတယ်။ဒါကြောင့်မလို့ဆင်းရဲခြင်းဆိုင်ရာစီမင်း15ချက်ကိုဖော်ပြပေးလိုက်ရပါသေးတယ်။ အနာဂတ်မှာဘီလီယံနာရီဖြစ်ရှင်နေသူတွေအတွက်ဆရာထက်တန်စရာဗီဒီယိုတွေကိုတင်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့တမန်နီပါဝါမြန်မာကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါပြီနံပါတ်1စင်းရဲမှုဆိုတာ90ရာခိုင်နှုန်းကအခြေအနေအကြောင်းကြောင့်ဖြစ်ပြီးတော့90ရာခိုင်နှုန်းကတော့ဒီအခြေအနေတွေကိုပြောင်းလဲလို့မရဘူးဆိုပြီးတော့လက်ခံလိုက်တဲ့စစ်ကြောင်းလည်းဖြစ်ပါပြီကိုယ့်ရဲ့ကံကြမ္မာကြောင့်ဒါဒီလိုမျိုးဖြစ်နေကြတယ်လို့ယုံကြည်တဲ့သူတွေကဒီစင်းရဲမှုကိုရက်တန်းဖို့မကြိုးစားပဲနေတဲ့ကြတယ်သူတို့ဘဝကဒီလိုမျိုးဖြစ်တဲ့နယ်လို့ရိုးရိုးရှင်းရှင်းပဲလက်ခံလိုက်ကြတယ် ။တချင်စူးစမ်းကြည့်ပြီးတော့မအောင်မြင်တာဖြစ်နိုင်တယ်လို့သူတို့ပါလို့လို့အတားအဆီးတွေရှိနေတယ်လို့ခန်းစားရတာကြောင့်လည်းဖြစ်နိုင်တယ်။ဒါပေမဲ့လူများစုကတော့အောက်ခြေရောက်နေပြီဆိုရင်ပြန်တက်ဖို့ပဲကြံတော့တယ်ဆိုတာကိုမသိကြပါဘူး။မင်းဘဝကိုပြောင်းလဲခြင်းရင်အရင်ဆုံးငါရဲ့ဘဝကိုကဒီလိုမျိုးဖြစ်နေတယ်ဆိုတဲ့အတွေ့အကိုဖျောက်ပြရမယ်။ဒီလိုနဲ့ဖြည်းဖြည်းချင်းစူးစမ်းမယ်ဆိုရင်မကြခင်မှာဘဝကပို့ပြီးတော့အဆင်ပြေလာတာကိုတွေ့ရပါလိမ့်မယ်။နမနဲ့ငွေကြီးချိုးတဲ့တာနဲ့စိတ်နှွမ်းပါတာကမတူညီတဲ့အခြေအနေတစ်ခုပါပဲ။ ဘဝမှာအချိန်ပေါင်းများစွာငွေကြေးအဆင်မပြေတာမျိုးတွေကိုကြုံနိုင်ပေမဲ့စိတ်နှွမ်းပါပြီဆိုရင်တော့ပတ်ဆက်မရှိရထပ်ပို့ပြီးတော့ဆိုပါ යි စိတ်နှွမ်းပါနေတဲ့လူတွေမှာဘာမျှော်လင့်ချက်မှမရှိဘူးသူတို့မှာအရှုံးတွေပဲရှိတယ်သူတို့ရဲ့အနာဂတ်ကိုချေလည်နိုင်စွမ်းအပေါ်ယုံကြည်ချက်မရှိကြဘူးသူတို့မှာရှေ့ကိုရောက်ချင်တဲ့စံနာမရှိကြဘူးလူတယောက်ကငွေကြေးချိုးတဲ့တာကနေခဏခဏလွန်မြောက်နိုင်ပေမဲ့ကိုယ်စိတ်နှွမ်းပါနေတာကိုလက်ခံလိုက်ရင်တော့မင်းမလို့ဆရာကတိတ်ကြမှာမဟုတ်တော့ဘူး ကမကောင်းနာကလူတော်များကဒီယာနှစ်ခုကြာကခြားနားမှုကိုနားမလည်ပဲကြီးပြင်းလာကြတဲ့မိဘတွေရဲ့ brain wash အုံနောက်ဆေးတာကိုခံရပြီးတော့လက်တွေ့မှာပတ်စံမရှိရင်ဆင်းရဲမယ်လို့ယုံကြည်လာကြပါ යි ။ဒါပြင်ကောင်မှသူတို့အတွက်ပတ်စံဆိုတာကလောဘတရားတွေဖြစ်ပြီးတော့ငွေမရှိတာကိုမာနထားဂုဏ်ယူစီရလို့ထင်နေကြတယ်။တကယ်တမ်းကတော့ဆင်းရဲနေတာကဂုဏ်ယူစီရမဟုတ်ဘူး။မင်းဆင်းရဲနေတယ်ဆိုရင်မင်းကိုယ်တိုင်ရောမင်းချစ်ရတဲ့သူတွေကိုရောဂရုမစိုက်နိုင်ဘူး။ဒါတော့မှကဘာကြီးကိုအကျိုးပြုနိုင်တဲ့အကြောင်းကိုမပြောရသေးဘူးနော်။ ။နံပါတ်3ချက်ကတော့အားနည်းသူတွေကိုအားကြီးတဲ့သူတွေကအနိုင်ကျင့်တယ်လို့မျိုးပညာတတ်တွေကပညာမတတ်တဲ့သူတွေကိုအခွင့်အကောင်းယူတာပဲ။တမိုင်းတစ်လျှောက်တက်ရှိမျိုးစေ့အားလုံးမှာကြီးနိုင်ငံချင်းစနစ်ကိုကျွန်တော်တို့မြင်ခဲ့ရမှာပါ။ချင်းသေးအုပ်ထဲမှာအတန်မာဆုံးချင်းသေးတီကချင်းသေးမားရီအားလုံးကိုပိုင်ဆိုင်နေနေ။နောက်ပြီးတော့ညာအကောင်းဆုံးမြောက်တကောင်ကသူတို့မြောက်အစုဝေးကိုဦးဆောင်နိုင်တယ်လို့မျိုးလူသားတွေမှာတော့အားကောင်းတဲ့စစ်တပ်တွေကအားနည်းတဲ့သူတွေကိုအနိုင်ယူကြတယ်။ဒါပေမဲ့လို့အချိန်တွေကြာလာတာနဲ့အမျှဓာတ်နဲ့ဒိုင်းကနေဘောဘင်နဲ့စာအုပ်ကိုအစားထိုးလာကြပြီးတော့ ဒီနေ့ခေတ်မှာအင်တာနက်ကိုကျွန်းကျွန်းကျင်ကျင်အသုံးပြုနေတာကအရေးပါလာတယ်။ဆင်းရဲတဲ့သူတွေကလည်းဆင်းရဲမှုကနေလွတ်မြောက်နိုင်စွမ်းမရှိလို့ဆင်းရဲနေတာမဟုတ်ဘူး။သူတို့မှာပညာရည်အတီးဓမ္မမဟုတ်ရင်လိုအပ်တဲ့ပစ္စည်းကိရိယာတွေမရှိလို့ပါ။သူတို့မှာလူဖွဲ့စည်းတစ်ခုလုံးကိုရည်မှန်ချက်တစ်ခုစီကိုစုစည်းနိုင်ဖို့လိုအပ်တဲ့အသိပညာနဲ့စနစ်တကျဖွဲ့စည်းမှုချုပ်တယ်နေကြတယ်။ဒီနေ့ခေတ်မှာသူများထက်အသိပညာကိုကျွန်းကျွန်းကျင်ကျင်အသုံးချနိုင်စွမ်းကအာနာစင်တန်းကိုအဆုံးဖြတ်ပေးတယ်။ဘာလို့လဲဆိုရင်တော့ကျွန်တော်တို့လူဖွဲ့စည်းဟာလေဒီအချက်ပေါ်မှာအခြေခံနေလို့ပဲဖြစ်ပါရဲ့။ ကမ္ဘာပေါ်ကဩဇာအရှိဆုံးသူတွေကအိုလံပစ်ကစားသမားတွေမဟုတ်ဘူးပညာတတ်တွေပဲသူတို့ကတခြားသူတွေအတွက်အခွင့်အလမ်းတွေကိုဖန်တီးပေးပြီးတော့ဘဝဆိုတာကလည်းဒီလိုမျိုးဖန်တီးပေးတဲ့လူတွေကိုအကျိုးဆုလက်တွေပြန်ပေးတတ်တယ်။နမလီဆင်းရဲတဲ့မိဘတွေကတာသမီတွေကိုချမ်းသာအောင်ဘယ်လိုမှတင်ပေးလို့မရဘူး။သူတို့ကိုယ်တိုင်တောင်ဘယ်လိုမျိုးလုပ်ရမှန်းမသိလို့ဆင်းရဲနေကြတာမဟုတ်လား။နောက်ပြီးတော့ဒီမိဘတွေကတာသမီတွေကိုသူတို့ဘဝတခြားတန်ဖိုးရှိခဲ့တဲ့အရာတွေကိုသင်ကြားပြသပေးပေမဲ့ကွာခြားချက်ကတော့ ီတင်ငန်းစားတွေဟာဒီစင်းရဲတွေနဲ့မှပဲရုံးကန်တက်ဖို့ပဲဖြစ်နေတတ်တယ်။ဒါကဆွေစဉ်မျိုးဆက်စင်းရဲမွေးတည်မှုကိုဖြစ်စေတဲ့ချက်ပဲဖြစ်ပါရင်ဒီအခြေအနေမျိုးကိုဖြစ်လာတာဟာမျိုးဆက်တစ်ခုကနေနောက်မျိုးဆက်ကိုမှန်ကန်တဲ့ဖွံ့ဖြိုးမှုမပေးနိုင်တာဖြစ်တယ်လို့အစိုးမြင့်နဲ့လွှမ်းမိုးမှုတွေပြပြီးတော့တခါတရံမာနကြီးလွန်းတာတွေကြောင့်လည်းဖြစ်ပါရင်နောက်ပြီးတော့စင်းရဲတဲ့အတိုက်ဝန်းတွေမှာတွေ့ရတတ်တဲ့အံ့ဩစရာအချက်တစ်ခုကိုလည်းမျှဝေခြင်းပါရင်ဒါကတော့တမိပေါက်တယောက်ထုံးဆိုတဲ့အယူဆပါ။ ။သဘောတရားကတော့ကလေးတွေအများကြီးမှွေပြီးတော့ဒီတဲကတရားရောက်ကတော့အောင်မြင်ပြီးတော့ကျန်တဲ့သူတွေကိုပြန်ပြီးတော့စောင့်ရှောက်မယ်လို့မျှော်လင့်တဲ့နေပြူဟာတစ်ခုပဲဖြစ်ပါ යි ။ဒီလူတွေနားမလည်တာကတော့ဒီတမီပေါက်တယောက်ထုံကလေးရှာပွေရေးပြူဟာကကျန်တဲ့သားသမီးတွေရဲ့ဘဝတစ်ခုလုံးကိုစင်ရွေတွေနဲ့ကိုပို့လိုက်တာနဲ့ကိုအတူတူပါပဲ။မိတ်ဆွေတို့စဉ်းစားကြည့်လိုက်ပါလူလက်တန်းစားကလေးတယောက်မွေးနိုင်ဖို့မျှော်လင့်ချက်တက်တက်နဲ့ကလေးဆယ်ယောက်အထိကိုမွေးလိုက်တော့ကျန်တဲ့ကိုယောက်အတွက်အရင်းနှီးလိုအပ်မှုပမာဏကမိဘတွေရဲ့ဝင်ငွေထက်တိတိတသားများနေမှာကတော့အသေးချာပဲမဟုတ်လား။ ံပါတ်5ကဘာပေါ်မှာအလို့စူးစမ်းသူတွေလည်းဆင်ရင်နိုင်ပါပြီ။ဒါကတော့အလက်တန်းနဲ့အထက်တန်းလွာကလူတွေအမြင်ကိုမှမှားရွံ့နားလည်ထားတဲ့အချက်ပဲဖြစ်ပါပြီ။တချို့ကတော့ဆင်ရမှုကနေလွတ်မြောက်ဖို့ လုံတဲ့နာကအလို့စူးစမ်းဖို့လိုယုံကြည်ကြပါပြီ။ဒါပေမဲ့လို့ဒီအတွင်းမြင်ကအမှန်တရားစီကနေမိုင်ပေါင်းများစွာဝေးကွာနေပါပြီ။ပင်မနဲ့အလို့ကမင်းကိုတရက်စာတော့ကျွေးမွေးနိုင်ပေမဲ့လို့ဆင်ရတွင်ကနေလွတ်မြောက်ဖို့ဆိုရင်အဲ့ဒါထပ်ပို့ပြီးတော့လိုအပ်ပါပြီ။ချမ်းသာမှုဆိုတာကမင်းရဲ့လက်ထဲကအရင်မြစ်တွေကိုဘလိုမျိုးထိထိမိမိကိုအတုံးချနိုင်တယ်လဲဆိုတဲ့အရေးချင်းပေါ်မှာပဲမူတည်ပါ යි ။ ဒါပေမဲ့လို့ဆင်းရဲတဲ့သူတွေအဖို့ကတော့သူတို့ဆင်းရဲမွေးတေမှုကနေလွမြောက်ဖို့လိုအပ်တဲ့အရာတွေကိုအသုံးပြုခွင့်မရှိတဲ့အခါမှာပြဿနာရှိလာကြပါရင်အဲ့တော့အလိုကြိုးစားတိုင်းသာချမ်းသာနိုင်မယ်ဆိုရင်တော့ကမ္ဘာပေါ်မှာအချမ်းသာဆုံးသူတွေကမင်းတို့ iPhone ကန်တိုင်းဖို့ကိုယ်ပေါ်မိုင်းတွင်းမှာအလုံးလုံးနေရတဲ့ကလေးတွေပဲဖြစ်နေမယ်။နံပါတ်6ဆင်းရဲမွေးတေမှုကအပေါင်းအသင်းလိုအပ်တယ်။ဆင်းရဲတဲ့သူတွေကအလိုလိုဆင်းရဲတဲ့အတိုင်းဝန်းတွေကိုရောက်သွားကြတယ်။ဒါကတော့မျိုးတူတွေကအချင်းချင်းဆွဲငင်ကြတယ်ဆိုတဲ့သဘောတရားရဲ့မပြောင်းလဲနိုင်တဲ့နေရာမှာတစ်ခုပါပဲ။ဘာကြောင့်လဲ။ လူတွေဟာတူညီတဲ့အခက်အခဲတွေရှိနေရင်စုစည်းမိတတ်ကြတယ်။ဒါကဆင်းရဲတဲ့သူအတွက်ရောချမ်းသာတဲ့သူအတွက်ပါမှန်နေ။ချမ်းသာတဲ့သူတွေကသူတို့ကိုယ်သူတို့ပို့ပြီးတော့ချမ်းသာအောင်လုပ်ဖို့နိလန့်အစ်တွေကိုရှာဖို့စုဝေးကြတယ်လို့ဆင်းရဲတဲ့သူတွေကလည်းသူတို့ထက်ပို့ပြီးတော့ဆင်းရဲတဲ့သူတွေကိုကြည့်ပြီးတော့ဖြည့်သိမ့်လာကြတယ်။နမခွနဲ့ဆင်းရဲတဲ့သူတွေကတခြားသူတွေစီကအကူအညီကိုမျှော်လင့်တက်ကြပေမဲ့ကိုအားကိုကိုချင်စိတ်တော့မရှိကြဘူးဒီအချိန်ဒီအတွက်ဝေရော်ဒီတစ်ခုကတော့ကိုကိုကိုမကူညီခြင်းတဲ့သူတွေကိုတခြားသူကမကူညီနိုင်ဘူးဆိုတာပါပဲ စင်ရတွင်ကနေရုံထွက်ဖို့ဆိုတာကအချက်ပေါင်းများစွာပေါင်းဆက်ပါဝင်ပြီးတော့အခွင့်အလမ်းနဲ့ကြိုးစားမှုတို့ပေါင်းဆက်တဲ့အခါမှာအောင်မြင်နိုင်မှာလေဖြစ်ပါတယ်။လူတွေကနေစင်တဲ့အမျှစင်ရတွင်ကရုံထွက်ခြင်းနဲ့ကြပါမယ်။စင်ရကျင်တဲ့သူအများစုကတော့တရားရောက်ကသူတို့ကိုကုညီကယ်ထုတ်ပေးစေခြင်းနဲ့ဆန္ဒရှိနေကြစေပါဘီ။နောက်တစ်ချက်ကိုဆက်မပြောခင်မှာဒီလိုမျိုးမိမိဘဝတိုးတက်ရေးဆိုင်ရာအကြောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ရဲ့တမန်နီပါဝါမြန်မာ channel လေးကိုလည်း like and subscribe လေးတွေလုပ်ထားပေးကြပါဦးနော်။ကြည့်ဒါဆိုရင်နောက်တစ်ချက်စီကိုဆက်သွားလိုက်ရအောင်။ နမရှိဆင်းရဲမှုဟာမင်းကိုချီနှောင်ထားတဲ့တန်ကြိုးတစ်ချောင်းဆိုတာထက်ပိုပါ යි ။ရှေ့မှာပြောခဲ့တဲ့အချက်ကိုဆက်ပြီးတော့ရှင်းပြသွားပါမယ်။ဆင်းရဲမှုကနေလွတ်မြောက်ချင်ရင်မင်းကိုချီနှောင်ထားတဲ့တန်ကြိုးရန်ကိုဖျက်တောက်ပေးရမယ်။အဖြစ်များဆုံးတန်ကြိုးတွေကမိသားစုဝင်တုံးနဲ့မိဘတွေရဲ့လမ်းညွှန်မှုမရှိတာ။ပညာရေးကင်းမဲ့တာအခြေခံလိုအပ်ချက်ချိုးတဲ့တာဥပမာရေ၊မီ၊လျှက်စစ်နဲ့ဘဏ်ဝင်ဆောင်မှုတွေမရရှိတာ။နေရာဒေသအခက်အခဲ ချမ်းမာရေးပြဿနာအလို့အကံအခွင့်လန်းနေပါတာတခုခုကိုဆွဲလန်းလွန်နေတာလို့ပါပဲဒီတဲကတန်ကြိုတစ်ခုလောက်ရှိနေုံနဲ့တင်မင်းရဲ့အနာဂတ်ကောင်းတစ်ခုရဖို့လည်းမရှိဘူးနမကိုကံကောင်းမှုနဲ့ဆင်းရဲမှုကတွန်တွဲနေလေရှိတယ်ဆင်းရဲသားအများစုကတော့ဆင်းရဲတွင်ကနေလွတ်ဖို့ဆိုရင်ကံကောင်းဖို့ပဲလိုရလို့အထင်မှားနေတတ်ကြတယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ဆင်းရဲသားတွေကတဘဝစာကြီးပွားမှုထက်တခဏတာချမ်းသာမှုကိုပဲအာရုံစိုက်ကြတယ်ဒါကတော့အံ့ဩဖို့တော့တော်တော်ကောင်းပါတယ် ဘာလို့လဲဆိုရင်တော့သူတို့ရဲ့လူမှုအဆင့်တန်းကိုတဆင့်ချင်းကိုတက်ဖို့မလုပ်ကြပဲနဲ့တခါလေချမ်းသာသွားဖို့ပဲမျှော်လင့်နေကြတာဒါကြောင့်မလို့ထီရီထိုးလောင်ကစားတွေလို့မိဘရဲ့မျိုးတွေကိုစောင့်နေကြတာသူတို့ဘဝကိုတုံညာကနေတရားကိုတခါလေးကိုမှရောက်ချင်နေကြပြီအကြံပေးချင်တာကတော့ဘဝကိုတဆင့်ချင်းပြုပြင်ရမယ်ဒီလိုမျိုးတစ်ခုပြီးတစ်ခုကိုဖြည့်ရှင်းသွားမယ်ဆိုရင်တော့ဘဝဟာပို့ပြီးတော့အဆင်ပြေလာတာကိုတတိထားမိပါလိမ့်မယ်နံပါတ်10ဖြောပြေးရေးဆိုတာချမ်းသာတဲ့သူတွေစင်ရသားတွေကိုအုပ်စုတဲ့နည်းလမ်းပဲ လူတွေဟာဝမ်းရည်ပြည့်ပြီးတော့အပန်းဖြေစရာရှိနေရင်ဘဝကတာယာနေပြီလို့ထင်တတ်ကြတယ်။ဒါဟာအာနာရှင်တွေရဲ့လှည့်စားမှုတစ်ခုပဲ။လူဆိုတဲ့အမျိုးကပျော်စရာကောင်းတာတွေကိုရနေရင်ဘယ်တော့မှမပုံကံဘူးဆိုပြီးတော့ဂျူဗီနယ်ပြောတဲ့ဒီစကားဟာနှစ်နှစ်တောင်ကြာတဲ့အထိကိုမှမှန်နေတော့မယ်။လူတွေရဲ့အာယုံပိုရဖို့ပိုကြီးတဲ့ကမ္ဘာအကစားကွင်းတွေဆောက်လာကြပြီးတော့အခုဆိုရင်တော့ဖျော်ဖြေရေးကလည်းအိမ်တိုင်းမှာကိုရောက်နေပါပြီ။အောင်နိုင်သူဆိုတဲ့ခန်းစားချက်ကိုရရှိဖို့ FIFA တို့ Fortnite တို့လိုမျိုး Dota 2တို့လိုဂိမ်းတွေမှာအချိန်ကုန်ရင်းနဲ့တကယ်ဘဝမှာတော့မင်းရဲ့ငွေကြေးအခွင့်အလမ်းတွေဆုံးရှုံးနေရတယ်။နောက်ပြီးတော့ယောမခက်ကလူတွေကျွန်တွေကိုချင်းသေးနဲ့တိုက်ခိုင်းတဲ့ပွဲကြည့်တယ်လို့ Cartesian တို့ပေပန်း theory တို့ကိုအချိန်ဖြုံးပြီးတော့ကြည့်နေကြတယ်။ဒီယာတွေကမင်းရဲ့လက်ရှိဘဝအတွက်အကျိုးမဖြစ်ဘူးဆိုတာကိုမင်းလည်းသိတယ်။ဒါပေမဲ့ကိုကိုကိုအာယုံပြောင်းပေးနိုင်တဲ့အချိန်ဖြုံးစရာတစ်ခုကိုတော့လက်ခံမိတတ်ကြတာပဲမဟုတ်လား။ဒီလိုနဲ့အဲ့ဒီဖြောပြေးရေးတွေကမင်းမတိလိုက်ခင်ပါပဲမင်းဘဝတွေကအချိန်တွေကိုနှုတ်ယူသွားလိမ့်မယ်။နံပါတ်၁ ပတ်စံဟာအလုံးမလုံးတဲ့သူတွေစီကနေကိုထွက်ပြေးတတ်တယ်။မိတ်ဆွေတို့တတိထားမိလာတော့မသိဘူး။ငွေကိုမထိန်သိမ်းတတ်တဲ့သူတွေဟာသူတို့ကံကောင်းလို့ချမ်းသာလာရင်တောင်မှနှစ်နှစ်သုံးနှစ်အတွင်းမှာရင်အရင်ကလိုမျိုးဆင်းရဲတဲ့အနေအထားကိုပြန်ပြီးတော့ရောက်သွားတတ်ကြ ರಿ ။အကြောင်းကတော့ပတ်စံဆိုတာကမကြိုးစားတဲ့သူတွေအတွက်မဟုတ်တာကြောင့်ကြိုးစားတဲ့လူတွေစီကိုရောက်သွားတာမျိုးပဲ။ဒါရီအားလုံးကိုစူးစီးကြည့်လိုက်မယ်ဆိုရင်တော့ဖြင့်ပတ်စံဟာလည်းဆင်းရဲမွေးတင်မှုကိုဖြေရှင်းနိုင်တဲ့အခြေခံအကြောင်းရင်းတစ်ချက်ဖြစ်မနေဘူးဆိုတာပါပဲ။ဖင်လန်နိုင်ငံမှာနှစ်နှစ်ကြာလုပ်ခဲ့တဲ့ UBI Universal Basic Income လေးလောက်မှုတစ်ခုမှာလူတွေကိုတစ်လကိုယူရို960အလက်ကားပေးခဲ့ပေမဲ့ဒါကသူတို့ဘဝကိုပြန်လည်ထူထောင်နိုင်စွမ်းမှာတိတ်ပြီးတော့အထောက်အကူမဖြစ်ခဲ့ပါဘူး။ UBI ရတဲ့သူတွေမှာလည်းအလုပ်ရနိုင်ခြင်းပိုများခဲ့ပေမဲ့လို့ကြွားချချက်ကတော့တိတ်ပြီးတော့မတိတာခဲ့ပါဘူး။ပတ်စံဆိုတာကပတ်စံပြဿနာကိုပဲဖြေရှင်းနိုင်တယ်။စည်ရဲမွေးတည်မှုဆိုတာကပတ်စံပြဿနာမဟုတ်ဘူး။ဘာလို့လဲဆိုရင်တော့ကျွန်တော်တို့ပေးနိုင်တဲ့ပတ်စံကအကန့်အသတ်ရှိတယ်။စည်ရဲမွေးတည်မှုဆိုတာကတော့အခြေခံလိုအပ်ချက်နဲ့အခွင့်အလမ်းတို့ရဲ့ပြဿနာဖြစ်တယ်။ လူတွေကိုပညာသင်ယူနိုင်ဖို့အခွင့်အရေးပေးပါစီးပွားရေးလုပ်ငန်းတွေမှာပါဝင်နိုင်ဖို့အခွင့်အလမ်းပေးပါဒါဆိုရင်လူတိုင်းကသူတို့ကိုသူတို့ဂရုစိုက်နိုင်မှာပါအခုလူတိုင်းကိုအကြံပေးခြင်းနဲ့စာအုပ်နှအုပ်ရှိပါ යි စင်းရဲမှုတွေကနေရုံထွက်ခြင်းနဲ့သူတွေအတွက် The Rich Man in Babylon ဆိုတဲ့စာအုပ်နဲ့စင်းရဲမနေပေမဲ့တစင်တက်ဖို့ဘာလို့အပ်တယ်လဲဆိုတာကိုနားလည်ခြင်းနဲ့သူတွေအတွက် Fast Food နဲ့ဆိုတဲ့စာအုပ်ကိုဖတ်ပါတအုပ်ဖတ်ပြီးရင်နောက်ထပ်တအုပ်ကိုထပ်ဖတ်ပါနှစ်အုပ်လုံးမဖတ်ရသေးရင်တော့နှစ်အုပ်လုံးကိုဖတ်လိုက်ပါနံပါတ်7 အကျွေးနဲ့စားသုံးမှုဝါဒဟာခေတ်သစ်ကျော်စနစ်ဖြစ်တယ်။ဒါကိုဒီလိုမျိုးစဉ်းစားကြည့်လိုက်။ဒေါ်လာတွေကိုလွတ်လပ်မှုအမှတ်တွေအဖြစ်ကိုမြင်မဲ့ဆိုရင်တော့ကဘာကြီးကိုမတူညီတဲ့အမြင်နဲ့ကြည့်မိမှာပဲ။ကျော်စနစ်ဆိုတာကတရားမဝင်တော့တဲ့အတွက်လူရဲ့အဖွဲ့အစည်းကထုတ်လုပ်မှုကိုတဖြည်းဖြည်းမြင့်တင်ဖို့နီးလန်းတွေကိုရှာနေကြတယ်။ဒါပေမဲ့လို့သူတို့အနေနဲ့ဒါကိုလုံနိုင်ဖို့နှိစက်နေပြီဆိုတာကိုသိကြတယ်။အသက်ရှင်ဖို့ဘယ်ယာမအလကမရတော့ဘူး။ခေတ်သစ်လူအဖွဲ့အစည်းမှာဘာကူမှလုံဝကိုပိုင်ဆိုင်နေဆိုတာမရှိတော့ဘူး။ အိမ်တိန်ကိုအတိုးမဲ့ပေးပြီးတော့ဝယ်ထားတဲ့သူတော်အဲ့ဒီအိမ်ရဲ့အပြေအဝါပိုင်ရှင်မဟုတ်ဘူးအစိုးရကမင်းနေထိုင်တဲ့အိမ်အတွက်ပိုင်ဆိုင်မှုအခွင့်ဆိုပြီးတော့ကောက်ခံနေကြတော့မင်းမွေးလာကလေးကလူတွေကိုပြေးဆက်ပေါ်ကိုတင်ပေးလိုက်ပြီးတော့ပြေးခိုင်းနေပြီးတော့မုံလာဥနီကိုမင်းရဲ့မျက်နှာအရှိမချိတ်ထားပြီးတော့မင်းအားတက်နေရလို့ကိုလှုပ်တယ် iPhone အသေး Blessia ကဖနဲရွှေဆွဲကြိုးမြင်ကွင်းကောင်းတဲ့အိမ်ဒါရီအားလုံးဟာလည်းပြေးဆက်ကိုဆက်တွန်းဖို့ခက်ရက်တွေပါပဲသူတို့ကဥပဒေအရထင်းချိုးလို့ရတဲ့အချိန်တန်တာနဲ့အကျွေးနဲ့မင်းကိုတင်ပိုက်ဖို့စူးစမ်းကြလိမ့်မယ် အမေရိကန်ကလူများစုဆိုရင်တော့အရက်တရဝင်တောက်လို့ရတဲ့အရွယ်မရောက်ခင်ကတည်းကအကျွေးနုံနယ်ကိုရောက်နေကြပြီးတော့ဘဝတစ်လျှောက်လုံးအဲ့ဒီအကျွေးကိုဆက်ဖို့စူးစမ်းနေရည်မင်းဘဝရဲ့ဒီကရည်မှန်းချက်ကမင်းစူးစမ်းမှုရဲ့အတီးနှံတွေကိုသူများအတွက်ကိုပေးဆက်နေရတာဆိုရင်ဒါဟာကျွန်းစနစ်ရဲ့နောက်ထပ်ပုံစံတစ်ခုမဟုတ်ဘူးလားဟုတ်ပါပြီကျွန်တော်ကတော့အဲ့ဒီလိုပဲထင်ပါတယ်နံပါတ်73စင်ရဲ့ချင်းကလူတယောက်ကိုကုန်ကြားစီပို့ပြီးတော့များစီပါပြီလူများစုကတော့စင်ရဲ့ပြီးဆိုရင်ကုန်ကြားစီဘယ်လောက်များလဲဆိုတာကိုနားမလဲကြပါဘူး မမျော်လင့်ထားတဲ့ကုန်ကြမ်းစည်တစ်ခုတည်းနဲ့တင်မင်းရဲ့ဘဝကိုချေမှုန်ပြနေပါပြီ။ဒါဆိုရင်ပတ်စံမရှိလို့ဆင်းရဲပါလေဆိုမှဘာလို့ကုန်ကြမ်းစည်များရတာလဲဆိုပြီးတော့မေးကြပါလိမ့်မယ်။ဥပမာပေးရမယ်ဆိုရင်တော့မင်းမှာသွားပေါပေါဖြစ်နေပေမဲ့ကုဖို့ပတ်စံမရှိလို့လစ်လို့ရှူထားရတယ်။ဒီလိုနဲ့နောက်ဆုံးသွားနှုတ်ရတာဒါမှမဟုတ်ရင်သွားတူတက်ရတာမျိုးတွေဖြစ်သွားနိုင်ပါပြီ။သွားပေါပေါပြန်ပါဖို့ဒေါ်လာရာခန်းနဲ့ကုန်ရမယ့်အစားသွားအတူအတွက်ကိုဒေါ်လာထောင်ချီကိုကုန်သွားရည်။ဘဏ်ကနေငွေချေးရင်တောင်မှဘဏ်အကောင့်ထဲမှာအနည်းဆုံးလုံငွေပြောင်းမှုမက်ဆီမမ်ဘယ်လန့်စ်ကရှိမနေဘူး။ ဒီတော့ပုံမှန်အတုံးတုံးထက်ကိုစဉ်းစားမြင်တဲ့အလင်လိုမျိုးငွေချေးစနစ်ပေးတဲ့လုံးကိုမှအတုံးပြုနေရပြန်ရောပြောချင်တာကတော့ဆင်းရဲရင်ပတ်ဆက်ကုန်ရတယ်ဆိုတာပါပဲတမန်တျောက်ဆင်းရဲတဲ့သူတွေဟာပိုစည်းကြီးပေးပြီးတော့နေထိုင်ကြရတယ်ဒါကိုတမန်ကျမ်းစာတွေမှာလည်းဖော်ပြထားတယ်အကျဉ်သူသည်ရှိသည့်အတိုင်းပေးခြင်းကိုခံရလိမ့်မည်ထို့တော့အကျဉ်သူသည်မရှိသူ၌ရှိသမျှကိုပင်နှုတ်ယူခြင်းကိုခံရလိမ့်မည်ရှိသူကပိုရှိလာပြီးတော့မရှိသူကတော့ရှိသမျှပါဆုံးရှုံးရမည် ဒါကချမ်းသာတဲ့သူတွေပိုချမ်းသာလာပြီးတော့ဆင်းရဲတဲ့သူတွေကပိုပြီးတော့ဆင်းရဲလာတာကိုပြောချင်တာပါပဲ။နံပါတ်14ပတ်စံဟာအပင်ပေါ်မှာမတီးဘူးလို့ပြောတဲ့သူတွေဟာတခါမှစိုက်ပျိုးဘူးသူတွေမဟုတ်ကြလို့ပါပဲ။အတီးဆိုတာကမျိုးစေ့ချပြီးတော့ပြုစုလို့ရလာတဲ့အကျိုးဆက်ပါ။အတီးမှာတန်ဖိုးရှိတယ်။ဒါဟာစာသားအရာရောသဘောတရားအရာပါမှန်ကန်ပါလိမ့်။ပတ်စံဒါမှမဟုတ်ရင်အတီးကိုလိုချင်ရင် အပင်ကိုအရင်စားစားရမယ်။အချို့ကတော့ဒါကိုအလကားရတဲ့ပတ်စံလို့ထင်ကြတယ်။ ဒါပေမဲ့လို့မျိုးစိအမှန်ကိုရွေးချယ်တာမြည်တူတာရေလောင်းတာနဲ့ပိုးမွားရန်ကနေကောက်ွယ်ရတာဒါတွေအားလုံးကတော့ခက်ခဲတဲ့အလုပ်တွေပါဒီလိုမျိုးအတီးတီးလာဖို့အတွက်ကိုအချိန်နဲ့အာရုံစိုက်မှုလိုအပ်တယ်အဲ့တော့မစိုက်ပြိုးပဲရိတ်သိမ်းချင်နေတာကိုရှက်လိုက်ပါနံပါတ်15စစ်စင်ရရဲ့တည်မလားဆိုတာကရွေးချယ်မှုတစ်ခုပဲလူတယောက်အတွက်ကတော့ပြန်မျှအနေနဲ့ချမ်းသာမှုအစဉ်အတန်းတစ်ခုကနေနောက်ထပ်တစ်ခုစီကိုခုန်တက်ဖို့20လိုပါ යි တချို့ကတော့ပို့ပြီးတော့မြန်မြန်တက်နိုင်ပြီးတော့တချို့ကတော့20ထပ်ပို့ပြီးတော့ကြာနိုင်ပါ යි ဒါပေမဲ့လို့ဒါကကိုလုံးနိုင်တဲ့အရာပါပဲ။မင်းအသက်20နဲ့60ကြာက240ဆိုတာကလုံလောက်တဲ့အချိန်ပဲ။မင်းမှာလိုအပ်တာထက်ပိုတဲ့ခွန်အားကျန်းမာမှုလုံချင်တဲ့စိတ်နဲ့အခက်အခဲကိုကင်တွယ်ဖို့လိုအပ်တဲ့တွန်းအားရှိပြီးသားပါ။စင်ရတွင်ကနေလွယ်လွယ်ထွက်နိုင်တဲ့နေမရှိပေမဲ့မင်းမှာအချိန်ရှိပါပြီ။မင်းဘယ်လိုမျိုးမွေးလက်လားဘယ်မိသားစုမှာကြီးပြင်းလာရတာကိုမထိန်ချုပ်နိုင်ပေမဲ့မင်းဘယ်လိုမျိုးတည်ဆုံးမလဲဆိုတာကတော့မင်းရဲ့ရွေးချယ်မှုပဲ။စင်ရနေတဲ့ဆိုရင်တော့ဒီထက်ပိုဆိုးစရာအကြောင်းမရှိတော့ဘူး။စင်ရခြင်းကလွတ်လပ်မှုပဲ။ ဘလူဘဝမျိုးမစိုးဖန်တီးနိုင်တဲ့အခွင့်အရေးရှိတယ်။ဒါပေမဲ့အချို့ကဒီအတိုင်းနေဖို့ကိုရွေးချယ်ကြတယ်။ဒီလိုမျိုးဆင်းရဲနေကြတဲ့လူပေါင်းများစွာရှိပြီးတော့ဒီတဲကတချို့ကတော့ပြီးခဲ့တဲ့နှစ်နှင်းငယ်တွင်ဒီပြောင်းလဲမှုကိုအအောင်မြင်မြင်လုပ်နိုင်ခဲ့ကြမှာပါ။ဒါကြောင့်မလို့အခုမှစတင်နေတဲ့သူတွေအတွက်ကတော့ကွန်မန့်မှာမိတ်ဆွေတို့ရဲ့အတွေ့အကြုံတွေကိုလည်းမျှဝေပေးခဲ့ကြပါဦးနော်။ဆင်းရဲမှုကနေလွတ်မြောက်ဖို့ဘာတွေလိုအပ်ခဲ့လဲ။လိုအပ်နေတဲ့သူတွေအတွက်အာမန်ဖြစ်စီမဲ့မိတ်ဆွေတို့ရဲ့ဇလန်းကိုကွန်မန့်မှာပြပြနိုင်ပါပြီ။ ကိုယ့်ရဲ့စကလုံးတစ်လုံးကတစုံတစ်ယောက်ရဲ့ဘဝကိုအပြောင်းအလဲဖြစ်စေနိုင်တယ်ဆိုတာမသိနိုင်ဘူးမဟုတ်လားဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့အတွက်အပူအချက်ကတော့ပတ်စံမရှိရင်စနေရက်အနိုင်ကျင့်မှုကိုခံရစေတယ်ဆိုတာပါပဲငွေကြေးနဲ့ပတ်သက်တဲ့ကြမ်းတမ်းတဲ့အမှန်တရားတစ်ခုကတော့မင်းရဲ့လုံခြုံမှုအဆင့်ဟာမင်းရဲ့ပတ်စံအိတ်ထဲကကဏန်းတွေနဲ့ဓာတ်ရိုက်ဆက်ဆက်နေတယ်။မင်းနဲ့မင်းနဲ့ချိတ်ထားတဲ့ဘန်တွေကငွေပမာဏကလူမှုအတိုင်းဝိုင်းကမင်းကိုဘလောက်ဂယူးဆိုင်မယ်ဆိုတာကိုဆုံးဖြတ်ပေးနေတယ် ချမ်းသာတဲ့သူတွေဖို့တခြားလူတွေမလုံနိုင်တဲ့အရာတွေကိုလုပ်ပြီးတော့ပြည်တံကနေလွတ်သွားတတ်တယ်။နိုင်ငံရေးသမားအများစုကလည်းသူတို့ရဲ့ချမ်းသာကြွယ်ဝမှုကိုဘယ်လိုမျိုးရခဲ့တယ်ဆိုတာရှင်းပြနိုင်တာမျိုးမရှိဘူး။ဒီစနစ်ကတမန်လူတွေကိုဖိနှိပ်ဖို့ဖန်တီးထားတာပဲ။မင်းရဲ့တခုတည်းသောရွေးချယ်စရာကပို့ပြီးတော့ကြီးမားတဲ့သူဖြစ်လာပြီးစနစ်ကိုပြောင်းလဲဖို့ပဲ။မင်းဟာစင်ရမှုကနေလွတ်မြောက်ပြီးသူဒါမှမဟုတ်ရင်လွတ်မြောက်ဖို့ကိုစူးစမ်းနေသူဆိုရင်တော့ escape လို့ comment မှာရှင်းပေးခဲ့ပါ။ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာတွေ့ကြပါမယ်။